မင်းရဲ့အမေကိုဆက်ဆံတဲ့အတိုင်းဘဝကမင်းကိုဆက်ဆံမှာပါအမေဆိုတာမေတ္တာရဲ့နှလုံးသားပါ သူကိုယ်တိုင်ကိုကဘဝပါပဲအမေလောက်မင်းကိုအခြားသူတယောက်ကချစ်မှာမဟုတ်ပါဘူးဒါကြောင့်အမေကို အလှင်စလို့ဝေဖန်တာမျိုးမလုပ်ပါနဲ့မင်းတကယ်ပဲအမေနဲ့ထိုင်ပြီးသူပြောချင်တဲ့အကြောင်းအရာလေးတွေကိုနားထောင်ဘူးလားသူ့ရဲ့ဖြစ်စဉ်တွေမင်းမမွေးခင်က အမှတ်တရတွေသူ့ရဲ့ဘဝအကြောင်းကိုအာယုံဆိုင်ပြီးနားထောင်ဘူးလား သူဖြတ်တန်ခဲ့ရတဲ့အရာတွေအလုံးမင်းကိုပြောပြခဲ့မှာမဟုတ်ပါဘူး။တိတ်ဆိတ်စွာရုန်းကန်ခဲ့ရတဲ့အချိန်တွေသူတည်ထားခဲ့ရတဲ့နာကျင်မှုတွေအနာတရတွေအဟောင်းတွေပြန်လာတိုင်းထပ်နာကျင်နေဆဲဖြစ်တဲ့အမာရွတ်တွေသူကအဲ့ဒါတွေအလုံးကိုစိတ်ထဲမှာပဲထားခဲ့တယ်။ဖုံးကွယ်ဖို့မဟုတ်ဘူးမင်းကိုကာကွယ်ဖို့ပေါ့။သူ့ရဲ့နာကျင်မှုတွေကိုမင်းအတွက်ဝင်ထုံမဖြစ်စေချင်လို့ပေါ့။တိတ်ဆိတ်မှုဟာသူ့ရဲ့ရင်ဆိုင်လေးတစ်ခုဖြစ်လာတယ်။ တိတ်ဆိတ်တဲ့အကာအကွယ်တစ်ခုလိုပါပဲဒါကြောင့်သူ့ကိုကျင်နာစွာဆက်ဆံပါအမေကိုတာမိုးထားပါသူဟာမင်းရဲ့အမေတင်မကဘူးအစားထိုးလို့မရတဲ့ဆုလက်တစ်ခုပါမင်းကအမေကိုဘယ်လိုဆက်ဆံလဲအဲ့ဒီဆက်ဆံမှုဟာတနေ့မှမင်းစီပြန်လာလိမ့်မယ်အမေကိုမြတ်တာနဲ့ဆက်ဆံရင်ကဘာကလည်းမင်းကိုအဲ့ဒီမြတ်တာပြန်ပေးလိမ့်မယ်။အခုချိန်မှာသူ့ကိုတံပိုးမထားရင် နောက်ပိုင်းမှာနောင်တကမင်းစီကိုအလဲလာပါလိမ့်မယ်အိမ်မပြောတဲ့ညတွေရောက်လာတဲ့အခါမင်းကိုနှစ်သိမ့်ပေးမဲ့အတန်ကအမေရဲ့အတန်မဟုတ်တော့ဘဲမင်းမပြောခဲ့တဲ့စကားတွေမပေးခဲ့တဲ့အချိန်တွေနောက်ကျသွားပြီဆိုတဲ့နာကျင်မှုတွေရဲ့အလေးချိန်သာဖြစ်နေပါလိမ့်မယ်